ကာစီကွန်ပန်ချင်းချင်းကိုကျွန်တော်အေဒီယန်ဆက်ကနေပြီးတော့ဘန်ကက်နဲ့ငွေလွှဲတဲ့နေပြသွားမှာဖြစ်တယ်ပထမအဦးဆုံးနေဘန်ကက်ကိုထည့်လိုက်ပါနော်ဘန်ကက်ကိုထည့်ပြီးဆိုတာနဲ့ခဏလေးကျွန်တော်စောက်ပေးရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ password number ပုံမှန်တိုင်းမှာပဲ6လုံးပေါ့နော်မှန်မှန်လေးရိုက်ထည့်ပေးပါခင်ဗျမိမိရဲ့ password number 6လုံးကို3ချိန်ထက်မမှားစေပါနဲ့အထူးကားတော့ကျွန်တော်တို့မှန်ကန်ပြီးဆိုရင်တော့ခဏလေးစောက်ပေးပါ password number ထည့်ပြီးတော့ဒီမှာ language ပေါ့နော် language နေရာကိုနှိပ်မယ်ကျွန်တော်မြန်မာဘာသာကိုပဲယူလိုက်ပါနော် မြန်မာဘာသာရွေးပြီးလို့ရှိရင်တော့ကိုကငွေလွှဲမယ်ဆိုရင်တော့ဒီမှာငွေလွှဲရံပေါ့နော်ကျွန်တော်ငွေလွှဲရံကိုကျွန်တော်နှိပ်မယ်ပြီးတော့ဒီလိုလေးပေါ်လာလို့ရှိရင်တော့အစိမ်းရောင်အတန်းကိုပဲကျွန်တော်နှိပ်လိုက်မယ်နော်โอเคပါဒါဆိုတော့ကျွန်တော်ဒီမှာအခြားစီးရင်တို့ငွေလွှဲခြင်းဆိုတဲ့အတန်းကိုကျွန်တော်တို့ဒီမှာနှိပ်ပါမယ်နော်โอเคလို့နှိပ်ပြီးလို့ရှိရင်တော့ဒီလိုလေးပေါ်လာလို့ရှိရင်တော့ငွေစုစီးရင်ကိုကျွန်တော်နှိပ်လိုက်မယ်နော်အပေါ်ဆုံးတန်းကိုဒီလိုနှိပ်လိုက်ပြီးဆိုရင်လည်းကျွန်တော်ဘယ်ဘန်ကိုလွှဲမှလဲကိုကကာစီကွန်ဘန်မယ်ဆိုရင်အပေါ်က K ဘန်ကိုကျွန်တော်နှိပ်လိုက်ပါမယ်နော်ဒီမှာကျွန်တော်ကိုလွှဲမဲ့သူရဲ့ လက်ခံတဲ့သူပေါ့နော်သူရဲ့ဘန်နံပါတ်10လုံးကိုမှန်မှန်လေးကျွန်တော်နှိပ်ထည့်ပါနော်ဘန်နံပါတ်မှားမှားစီပါနဲ့အဲကိုလွှဲထည့်မဲ့ဘန်နံပါတ်ကိုကျွန်တော်ဒီမှာမှန်မှန်လေးနှိပ်ထည့်ပေးပါမယ်ဗျတခြားဘန်ရွေးမယ်ဆိုရင်တော့ခဏနေရာမှာရွေးလို့ရအောင်နော်ဒါကာစီကုန်မယ်ဆိုရင်တော့ K ဘန်ကျွန်တော်နှိပ်ပြီးတော့ထည့်တာဖြစ်ပါတယ်။ Okay ကျွန်တော်လွှဲမဲ့ဘန်နံပါတ်ထည့်ပြီးမှန်ပြီးဆိုရင်တော့မှန်ကန်ပါသည်ကျွန်တော်နှိပ်လိုက်ပါမယ်။ပြီးတော့လွှဲမဲ့ပမာဏကိုကျွန်တော်နှိပ်ထည့်ပါမယ်ခင်ဗျ။တရားဘက်လွှဲမယ် မှန်ပြီဆိုတော့မှန်ကန်ပါဒီဝက်ထပ်ပြီးတော့နှိပ်ပါမယ်ဗျအဲ့ဒါဆိုရင်တော့ခဏလေးစောက်ပေးပါဒီမှာသူပေါ်လာပါလိမ့်မယ်ဝန်ဆောင်ကတော့မဖြတ်ဘူးဗောနော်ကာစီခုန်ချင်းချင်းလွှဲတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တကယ်လို့လွှဲပြီးကိုလွှဲမဲ့သူရဲ့နာမည်လည်းမှန်ပြီဆိုရင်တော့အတိပြုမယ်ဗောနော်အတိပြုပါဒီကိုကျွန်တော်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်ငွေလွှဲချင်းကတော့ပြီးမြောက်သွားပါပြီခင်ဗျာနော်ဒီမှာဆိုရင်တော့ငွေလွှဲပြီးတဲ့ဆက်လက်စာရွက်လေးထွက်လာပါပြီ EDN ဆက်တွေကဘဏ်ကပ်ပြန်ယူဖို့အတွက်ဆိုတော့အောက်ဆုံးခလုတ်လေးပဲကျွန်တော်နှိပ်လိုက်ပါဒါဆိုတော့ EDN ဘဏ်ကပ်လေးပြန်ထွက်လာပါပြီနော်ဘဏ်ကပ်ကိုပြန်ယူဖို့အတွက်မမေ့ပါနဲ့ခင်ဗျာဒါတော့ငွေလွှဲနည်းလေးပဲဖြစ်ပါလ အခုချိန်မှာတော့ဘန်ကပ်ဖွေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့မှာကုန်ထိုင်းဘဏ်တော့ဝန်ဆောင်မှုပေးပါတယ်တခြားဘဏ်တော့မရသေးဘူးပေါ့နော်ကုန်ထိုင်းဘဏ်ဖွေးခြင်းနဲ့သူများစီပီမှာအသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျ